ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် subscribe လေးများအင်ဦးဆုံးလုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့မဟာလာရွေးကောက်ပွဲမစင်စားနဲ့တော့ဝန်ကြီးဌာနရုံးတွေငလင်စားလို့ကုန်ပြီတဲ့မဟာလာတို့ကန်စိုးပြီတဲ့လူမြတ်မင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ဒီနေ့တော့မြန်မာနိုင်ငံမှာ တိုင်းနဲ့ပြည်နယ်ဒေသ6ခုထပ်မနေပြင်းထန်တဲ့ငလင်ကြီးလှုပ်ခတ်သွားခဲ့ပါတယ်ဒီငလင်ကြီးနဲ့ပတ်သက်ပြီးစစ်ကောင်စီအုပ်ချုပ်ထိန်းချုပ်ထားရာဒေသမြို့ပြတွေမှာ အများဆုံးလှုပ်ခတ်ခဲ့ပြီးရန်ကုန်မန္တလေးနေပြည်တော်အစရှိတဲ့ဒေသအောင်ပန်းကလောဒေသတွေမှာအများအပြားလှုပ်ခတ်ခဲ့ပါတယ်လှုပ်ခတ်မှုမှာပျက်စီးပြိုကျမှုထိခိုက်ဆုံးရှုံးသေဆုံးမှုတွေအများအပြား ရှိခဲ့ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ဆုံးအခြေအနေတွေကိုတော့ကျွန်တော် Telegram Channel မှာတင်ဆက်ပေးထားတာရှိပြီးကျွန်တော် Telegram Channel ကိုမ join ရသေးသူများသိရင်အလုံးကကျွန်တော်ကတော့လာရောက်တင်ပြခြင်းဖြစ်ပါတယ်။အဲ့တော့ဒီကနေ့မှာငလင်းနဲ့ပတ်သက်ပြီးတော့မန္တလေးမဟာမြတ်မုနီဘုရားပြုကြမှုဖြစ်တဲ့ရန်ကုန်မန္တလေးအမြန်လန်တလျှောက်တရားတွေကျိုးတာမျိုးဖြစ်ပေါ်ပါတယ်။ နေပြည်တော်မှာဆိုတော့ရာသထန်နီလန်ပြင်မနာနဲ့ဝင်ကြီးဌာနနိုင်ငံရေးဝင်ကြီးဌာနအပါဝင်ဝင်ကြီးဌာနတော်တော်များများဝင်ကြီးဌာနယုံနေပြိုကျပျက်စီးကုန်တာကိုတွေ့ရပါတယ်ဝင်ကြီးဌာနယုံနေမှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းအများစုပြိုကျမှုမှာတိုက်ပိတေဆုံးမှုတွေရှိပြီးတော့ကျွန်တော်တို့ဒီနေပြည်တော်ရဲ့လေကြောင်းအချက်ပြတာဝါတိုင်းရဲ့ အဆောက်အုံလေးပြိုကျပြီးဝင်တဲ့အများအပြားဝင်တဲ့အများပြားတော့ဝင်တဲ့အားလုံးဒီပါပြိုကျမှုမှာပြီတည်ဆုံးခဲ့ပါတယ်ပါသတိပေးထုတ်ပြန်ချက်မှမရှိပဲရုတ်တရက်လက်တော်ဖြစ်ပေါ်လာမှုကို အရေးပေါ်တုံ့ပြန်နိုင်မှုစစ်ကောင်စီဟာအရေးပေါ်အစီအမံများချမှတ်ထားနိုင်တဲ့အရေးချင်းအရေးအသွေးမျိုးမရှိတာလည်းတွေ့ရတယ် အဓိကကလက်ရှိရန်ကုန်မန္တလေးလမ်းမကြီးတက်လျှောက်မှာစွာချောင်းတရာကျိုးနေတဲ့အတွက်ရန်ကုန်မန္တလေးလမ်းပေါ်ကကားတွေကိုချက်ချင်းရပ်ထားကြပါလို့ကျွန်တော်ဒီနေရာကနေပြီးတော့ပြောလိုပါတယ်နောက်ထပ်ကျွန်တော် Telegram Channel ဒီမှာလည်းမပြတ်မပြတ်တင်ဆက်ပေးနေပါတယ်ခင်ဗျာအဲ့တော့ဒီနေ့မှာဆို နေပြီးတော့တပြေကုန်းဈေးပြိုကျနေတဲ့မြင်ကွင်းတွေမန္တလေးရွှေဖုံးရှိန်ပလီ အပါဝင်ဗလီပေါင်းပြောင်များစွာပြိုကျနေတဲ့သတင်းတွေရှိနေပါတယ်မန္တလေးတက္ကသိုလ်ကြီးလည်းပြိုကျပြီးမန္တလေးမြို့ရဲ့နေရာအနှံ့အပြားမှာမီးလောင်မှုတွေဖြစ်ပေါ်နေပါတယ်ဘသူမှမီးမငိမ့်တက်နိုင်ပါဘူးမီးငိမ့်တက်မဲ့လူလည်းမရှိတလို့အရေးပေါ်အကယ်တည်းအစီအမံတွေလည်းလှုပ်ဆောင်မှုမရှိမရှိသေးဘူးလို့ဒေသခံမျိုးတွေကဆိုပါတယ်လှုပ်ဆောင်နိုင်တဲ့အရေးချင်းလည်းမရှိပါဘူး နောက်တစ်ခုကမန္တလေးသာဦးလေစိတ်ပြင်းပြင်းထန်ထန်လောက်ခတ်လာတဲ့ငလင်ကြောင့်မန္တလေးဘ ਹੁ ချက်မန္တလေးငလင်ဘ ਹੁ ချက်မန္တလေးမြို့တာဦးလေစိတ်ကြီးဟာပြုတ်ချပျက်စီးမှုတွေဖြစ်ပေါ်ပြီးလေစိတ်ထဲကလူအများပြအလင်းအမြန်ထွက်ပြေးပြီးတော့အရေးပေါ်အခြေအနေဖြစ်ပေါ်နေပါတယ်တောင်ကဝေလူဝင်ကြောင်းပြုတ်ချပြီးစစ်ဘေးရောက်ကလေးတွေပိတ်မိနေပါတယ်အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်ဖို့ စတင်နေပြီဖြစ်ပြီးမန္တလေးမှာထပ်ပြီးတော့နမ်းမြို့ရိုးကြီးပြုကြပါတယ်အလဲပိုင်းစစ်ဌာနချုပ်အဲဘယ်လိုမလဲရုံဆက်ရနေရဖြစ်ပြီးတော့နိုင်ငံရေးကျင်းသားတွေမန္တလေးတဝိုက်ကတော်လန်သူတွေကိုဖမ်းဆီးနှိပ်စက်ရမန္တလေးမြို့ရိုးစစ်ကြောရေးစခန်းလေးဖြစ်ပါတယ်အဲ့တော့ဒီကနေ့မှာရန်ကုန်မန္တလေးအောင်မန်းကလောနေပြီးတော့ဒါရီအပါဝင် စကိုင်းတောင်ဟောင်းကြီးကြိုးကျသွားတာမျိုးနဲ့တွေ့ရပါတယ်။နေပြီးတော့လမ်းမကြီးတွေတလျှောက်တရားတွေကျိုးမီရီလန်နဲ့အခြေအနေတွေဖြစ်နေပြီးတော့မနေ့ကမတ်လ29ရက်နေ့စီရေးပြအခမ်းအနားမှာသာလောက်လိုက်ရင်တော့စီရေးပြလမ်းလျှောက်တဲ့ကောင်တွေ PDF တွေဝင်လာပြီးဆိုပြီးတော့ခွေးပြေးပြေးမှာတော့ကျွန်တော်တို့မြင်ရောက်မိပါသေးတယ်။တဆက်ဆက်ထဲမှာဒီကနေ့ဒီစီရေးပြ အခမ်းအနားပေါ့ဗျာနော်စေပြအခမ်းအနားလုပ်ပြီးနောက်တနေ့မှာဖြစ်ပေါ်တဲ့အတွက်လက်ရှိစေပြရဲဘော်တွေစစ်သားတွေစခါတွေနေတဲ့အဆောင်တွေပြိုကျပြီးဖနက်တော်မပါဘဲခွေးပြေးပြိုကျသိဆုံးမှုတွေရှိတယ်လို့လည်းကျွန်တော်တို့သိရပါတယ်နေပြီးတော့မှစေယုံချုပ်တွေစေယုံချုပ်အပါအဝင်ပေါ့နော်နေရာတော်တော်များများငလင်ကြောက်ပြိုကျကုန်တာကိုကျွန်တော်တို့တွေ့ရပါတယ်နေပြီးတော့ဂရင်တထောင်ပြိုကျသွားပါပြီ ီချိန်မှာဖက်စစ်တပ်ဟာပြာရာခတ်နေတဲ့အခြေအနေဖြစ်ပြီးယာယီအမိတ်ပေးကုတ်ကဲမှုစနစ်ပြည့်ရင်းသွားတာကိုကျွန်တော်တွေ့ရပါတယ်။တိတ်မချခင်အချိန်ကမှအရေးပေါ်စီမံအုပ်ချုပ်မှုဥပဒေဘာညာဆိုပြီးတော့ပြဟုတ်အဲရေဘောဗာလေဘေးရနေများစီမံခန့်ဝေးကော်မတီကဘာလုပ်မယ်ညာလုပ်မယ်ဆိုပြီးထုတ်ပြန်နေပေမဲ့လက်ရှိနေပြည်တော်တခုလုံးဖြာတမ်းမိလောင်နေပြီးတော့ဖက်စစ်တပ်ရဲ့လင်းရင်လုံးဝတက်မရပဲ မန္တလေးတဒါဦးရဲ့လေစိတ်ကလေနေတဲ့လုံးဝတက်မရပဲနေပြည်တော်ကလေစိတ်ကလေနေတဲ့လုံးဝတက်မရပဲယာယီမိတ်ဘေးကိုကဲမှုစနစ်ပြတ်ယွင်းသွားတဲ့အချိန်ဒီမှာထပ်မှန်ပြီးတော့ try မှာလဲဒီကနေ့ဆိုရင်ဘန်ကောက်တခွင် ပြင်းထန်တဲ့ငလင်းလုံးမှုကြောင့်စလို့ရေလုပ်ငန်းခွင်ပြုတ်ချမှုတွေ video file တွေလဲအားလုံးကြည့်ပြီးသားဖြစ်ပါလိမ့်မယ်ဒါကြီးကိုတွေ့နေရပြီးတော့ မြန်မာလုံသားအများအပြားတည်ဆုံမှုယာနဲ့ချီတဲ့တည်ဆုံမှုတွေရှိနေတယ်လို့ကျွန်တော်တို့ကြားရပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ယူဆိုင်ပေးပါပြည်သူကပြည်သူကိုကူပေးပါကျွန်တော်တို့ရှင်းတန်ပေးကြပါတော်လံပြည်သူတို့ဒီကာလကတော့ဖက်စစ်တပ်အခက်ခဲဆုံးကာလတစ်ခု ဖြစ်နေပါပြီ။တဘာဝတရားကြီးဟာကျွန်တော်တို့ကိုမျက်စွာပြစ်ပြလိုက်တာဖြစ်ပါတယ်။နောက်တစ်ချက်ကဖက်စစ်တပ်ငလင် sorry ဖက်စစ်တပ်အုတ်ချုပ်တဲ့မတရား အာနာရယူတဲ့ကာလအတွင်းမှာရေကြီးတာတွေမီးလောင်တာတွေငလင်လောက်တာတွေအမျိုးစုံကပ်ပြီးအမျိုးစုံဖြစ်ပေါ်နေပြီးလူယုတ်မှတယောက်တိုင်းပြည်ရဲ့အာနာကိုမတရားရယူထားတဲ့အခြေအနေကြောင့်တမောတရားကြီးဟာလက်မခံပဲရှင်းပြောရင်တော့အတိတ်နမိတ်တွေပြနေပါပြီအတိတ်နမိတ်တွေပြနေပါပြီတောက်ကြနေဒီနေ့မှလောက်တဲ့ငလင်ဟာ မင်းစုံမင်းညင်များပြုတ်ကြလက်တန့်ဆိုတဲ့ငလင်အဟောကိုလည်းအားလုံးသိပြီးသားဖြစ်ပါပါဒါကြောင့်မို့ပြည်သူလူထုနဲ့တော်လိုင်းတက်တွေဟာဒီအချိန်ဟာကျွန်တော်တို့အတွက်အခွင့်ကောင်းဖြစ်ပါတယ်ပြည်သူလူထုဟာလည်းကုကေရမဲ့နေတယ်တကယ်ကိုပြည်သူကိုကူညီမယ်ဆိုရင်ကျွန်တော်တို့တော်လိုင်းတက်တွေအနေနဲ့ကူနိုင်ဖို့ထိမ့်ချုပ်ထားတဲ့ဒေတာနဲ့ပါပါတယ်ရှိတော့ရှိတယ်နဲတယ်တကယ်ဖြစ်နေတာလဲတကယ်ဖြစ်ငလင်လောက်ခတ်မှု ဖြစ်ပေါ်နေတဲ့နေရာဟာလဲစစ်ကောင်စီထိန်းချုပ်ရာမြို့ကြီးပြကြီးတွေမှာဖြစ်နေရဘူးလေတွေ့ရဒါကြောင့်မို့တကယ်ပြည်သူကိုကူကြမယ်ဆိုရင်တော့ကျွန်တော်တို့တော်လိုက်တက်တွေဒီအချိန်မှာ အခွင့်အခါအကောင်းကိုမိမိရရာစုပ်ကန်၍အချိန်မဆိုင်နေရာမဆိုင်ဒေသအနှံ့များကတက်ပြီးတော်လန်ထိုးစစ်ဆင်နွှဲနိုင်ဖို့လိုပါတယ်မြို့ရွာအနှံ့ပြားကိုဒီကနေ့မှာစထိုးစစ်ဆင်တိမ့်ပိုက်တဲ့စစ်မိတ်ကိုထုတ်ပြန်ဖို့လိုပါတယ်နေပြည်တော်စေယုံကျောက်ပါဝင်တိုက်စစ်ဌာနချုပ်တွေ ငလင်ကြောင့်ပြိုကျနေကြတယ်။လေရင်ခွေးနေလေရင်မတက်နိုင်ဘူး။ဒါကြောင့်မို့ချက်ချင်းမဆိုင်ထိုးစစ်ဆင်ကြဖို့ပြည်သူတော်လိုင်းကြီးတက်အပေါင်းကိုကျွန်တော်ဒီနေရာကနေလေးလေးစားစားတိုက်တွန်းနှုတ်ဆော်လုပ်ပါတယ်။စာလေးတစ်ပုဒ်ရေးမိပါတယ်။ Facebook မှာကျွန်တော်သာကဝယ်ရေးဝင်ကြီးအကူနေဖြစ်နေမယ်ဆိုရင်လုံလည်းမလို့ချင်ပါဘူးနော်ဥပမာပြောပြတာယာရုအာနာခွာနာရှာနာတွေကျွန်တော်စိတ်ဝင်စားဘူးတိုးတော်ဖြစ်နေမယ်ဆိုရင်ချက်ချင်းစုံမိတ် စစ်မိတ်စစ်မိတ်ထုတ်ပြီးတော့တဲ့စိတ်တုံးထုတ်ပြီးပုံကောက်ဝင်ဝင်ကြီးမြို့သားချက်တတ်တော်တီးတီးမှချက်ချင်းမဆိုင်အင့်မြွေပြည်သူကိုကူရင်ဖက်စစ်တပ်ကိုစတင်ထုံးစစ်ဆင်ရင်အချိန်မဆိုင်ပြင်ဆင်ကြဆိုတဲ့စစ်မိတ်ကိုထုတ်ပြီးဖက်စစ်တပ်အခက်တော်လိုက်အချက်ကိုချက်ချင်းလုပ်ဖို့လိုပါတယ်ယခုချက်ချင်းမဆိုင်ပြည်သူတော်လိုက်တပ်တွေထိုးစစ်ဆင်ဖို့လိုသလို့ ပြည်သူလူထုကလည်းအုံကြွားဖို့အစဉ်သင့်ဖြစ်နေပြီလို့ကျွန်တော်ယူဆယုံကြည်ပါတယ်။အဲ့တော့အဆောက်အဦတွေပြုတ်ကျတာပြုတ်ကျပါစေပြန်ဆောက်ကြမယ်။ဖက်စစ်တပ်ကိုဖြုတ်ချမှာရလိမ့်မယ်ဗျ။ဒီကလာဟာဖက်စစ်တပ်ဖက်စစ်တပ်အခက်တွေ့ပြီးပြရာခတ်နေတဲ့အခြေဖြစ်ပါတယ်။ဒါကြောင့်မို့တော်လိုင်းတပ်တွေဟာထိုးစစ်ဆင်ဖို့ ချက်ချင်းပြင်ဆင်သင့်တယ်ဆိုတဲ့အကြောင်းလာရောက်တိုက်တွန်းစကားပြောခြင်း ဖြစ်ပါတယ်အဲ့တော့စကိုင်းကိုဗိုလ်ပြုပြီးအင်အားခုနှစ်တသမခုနှစ်ပမာဏရှိအလုံးအားပြည့်တဲ့ငလင်ဟာပမာပြီးမှဒုတိယမြောက်အကြီးမားဆုံးငလင်ဖြစ်ပါတယ်ဒီငလင်ရဲ့အရှိမှဖြစ်ပေါ်မှုတဲ့ငလင်တစ်ခုမှလည်းကျွန်တော်တို့ဘကိုးရွှေမော်ရောစီဒီစကိုင်းတရာစကိုင်းတရာလာပါတရာမျိုးတစ်ခုပြိုကျခဲ့မှုလေအရှိမှ အဲ့ဒီမှာလဲမင်းပြောင်းမင်းလဲမင်းဆက်ပြီးပြုတ်ခဲ့တာရှိပြီးအခုကာလမှာထပ်ပြီးဒီငလင်ကြောင့်တိုင်းပြည်အပြောင်းလဲကြီးဖြစ်တော့မယ်လူရုံမှာအာနာရှင် တစု အသေးအတွက်ပဲထွက်ရတော့မယ်ဆိုတဲ့သုံးသပ်မှတ်ချက်ပေးမှုတွေအလုံးအမင်းများပြားလျက်ရှိပါတယ်အဲ့တော့မနေ့ကပဲကျွန်တော်ပြောပါတယ်နင်တို့ဒီနင်တို့ဒီနင်တို့ဒီတော့ဖတ်စစ်တက်ကောင်လေးပြောတာမုတ်ချသေးရမယ်အချိန်မဆိုင်မလို့တော့ရွတ်ကြလို့ ပြောပြီးမကြာခင်မှာပဲဒီကနေ့စစ်တပ်ရုံဆိုင်ရနေပြီးတော့အပေါဝင်ဖက်စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပြဒေသတွေအဓိကစစ်တပ်အဆောက်အုံတော်တော်များများပြုံကြပျက်စီးမှုတွေဖြစ်နေပါတယ်လူမျိုးကြော်ပြောရင်လွဲခဲတယ်နော်နင်တို့ဒီမူးချတဲ့ရပြီလို့ရုတ်လို့ကျွန်တော်ပြောနေတယ်မကြာခင်မှာပဲဒီအဖြစ်ပြက်တွေကိုဖက်စစ်တပ်ရင်ဆိုင်နေရပါပြီတစ်ဖက်မှာပြည်သူလူထုရဲ့ ကူကေယာမေတွေနဲ့တောကဖြာပါရတွေကိုကျွန်တော်တို့ထပ်တူကိုချင်းစာဝန်နေကြအောင်ပြည်သူလူထုနဲ့ထပ်တူရှိကြအောင်ကုနိုင်နာကဲနိုင်နာမန္တမြလှုပ်ဆောင်နိုင်နာမန္တမြကျွန်တော်တို့လှုပ်ဆောင်ပြီးဖြစ်တဲ့အကြောင်းပြည်သူကိုတကယ်ကူညီနိုင်ဖို့စိတ်ရောကိုရောနှစ်ပြီးကိုတိလက်ရောက်ကူညီနိုင်ဖို့ဟာမင်းအောင်လိုက်ဖက်စစ်တက်ကိုရွေးကောက်ပွဲမလုံခင်မှာအပြုတ်တိုက်ပြီးပြည်သူထံပါအနီးနားကိုတွားကခါစား၍ ပြည်သူအပူကိုရှင်နဲ့အမျှတန်းတူခံယူဖို့တော်လန်ထိုးစစ်ကိုဖက်စစ်တအခက်တော်လည်းအချက်လို့သဘောထား၍ချက်ချင်းမဆိုင်ထိုးစစ်စင်ရန်လီလီနက်နက်တိုက်တွန်းလိုပါလေဒီလိုအခွင့်အရေးမျိုးကိုလက်လွတ်လို့မရပါဘူးပထမတစ်ချိန်တုန်းက30နဲ့စက္ကွန်ပထမလိုင်းဒုတိယလိုင်းမှာ ဖစစ်တဲ့ရဲ့ဖယူဖီးရဲ့တက်ပြက်ပြီးအရှုံးကြီးရှုံးနေတာကိုကျွန်တော်တို့ဟန်ချက်ညီမချိတ်ဆက်နိုင်တဲ့အတွက်လက်ရှိအချိန်မှာတစင်စကုံဒုတိယလိုင်းမှာရပ်ထားလိုက်ရပြီတောင်ခန်းနောက်ချုပ်လာရှုံးပြီးပြန်ပေးရမယ်ဆိုတဲ့သတင်းမျိုးစုံထွက်ပေါ်နေပါတယ်စစ်ကိုရက်လိုက်တဲ့ဖစစ်တက်ကိုအင်အားစုဆောင်ဖို့အချိန်ခဏပေးလိုက်တဲ့အတော်အတွင်းမှာတောင်ခန်းကိုလက်လွတ်လိုက်ရပြီနောက်ချုပ်ဒီကနေ့ ထိုးစစ်ဆင်ပါတယ်လေမြင်တဲ့ရဇတ်ဘုံကျင်းနေပါတယ်ရန်သူဘတ်စစ်တပ်တွေကိုအနိုင်ရရှိဖို့ပတ်လည်ဝိုင်းဝန်းပိတ်ဆို့ပြီးအစာဖြတ်ရေဖြတ်တောင်လုပ်ကြသေးတာပဲဒီကာလမှာတော့ပြည်သူလူထုရဲ့တကယ့်အပူတကယ့်ဒုက္ခဟာဘတ်စစ်တပ်လောက်မှနေခြင်းတောင်ဖြစ်သည်ငလီလုံးငလီလုံးရဲ့ပျက်စီးဆုံးရှုံးသွားသောအရာများသည်ပြန်လေတီဆောက်ပြုတ်ပြင်လို့ရပါသည်ဘတ်စစ်တပ်လောက်ကလွတ်မြောက် ၃နှစ်အတွင်း၅နှစ်အတွင်းဒီတိုင်းပြည်ဟာခေါင်းငေါ့ရှင်မော့ပြီးကပအလဲမှာဂုံဝင့်ထဲနိုင်ပါလေပစိတလက်အောင်မှာရှိနေမြတ်ကာလပတ်လုံးတော့နောက်ထပ်တဘဝစာလွမြောက်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်မို့ဒီကာလဟာပစိတဖယိုဖယဲဖြစ်ပြီးပြည်သူလူတို့ရဲ့အမျက်ဒေါသကိုရင်ဆိုင်နေရတဲ့အချိန်ဖြစ်နေလူတို့ရဲ့အမျက်ဒေါသစွမ်းအားအင်အားကို တိုင်းပြည်ပြောင်းလဲရေးမှာအတုံးချလူလူကအုံကြွတော်လိုင်းကတော်လိုင်းတက်တွေကထိုးစစ်စင်ဟန်ညံ့ညီဟန်ချက်ညီဖက်စစ်တက်ကိုဖြုတ်ချကြဘူးစတင်ပြင်ဆင်ကြပါလို့အရေးပေါ်တိုက်တွန်းချက်နေတဲ့လူမကျော်ဒီကနေ့တိုက်တွန်းပြောဆိုရင်အခုချစ်ချင်းမဆိုင်ထိုးစစ်စင်ကြလို့ရန်သူဖက်စစ်တက်အခက်တော်လိုင်းအချက်အောင်ဝဲကိုရယူကြတော့လို့ပြောရင်ဒီလောက်ပါ Alo, jesu, ཁས